Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့ Putin နဲ့ Trump ကိုယ်စားလှယ်တွေနားနာရေးအကြာဆွေးနွေးပြီးတဲ့နောက် Ukraine နဲ့ပတ်သက်ပြီးသဘောတူညီမှုမရခဲ့ကြောင်းရုရှားပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရုရှားသမ္မတ Vladimir Putin နဲ့ Donald Trump တို့ရဲ့ထိတ်တန့်ကိုယ်စားလှယ်တွေကကရင်မလင်မှာနားနာရေးအကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် Ukraine စစ်ပွဲအဆုံးသတ်ဖို့ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးသဘောတူညီမှုမရခဲ့ဘူးလို့ရုရှားကပုံတုံးနေမှာပြောကြားခဲ့ပါတယ် ထရန့်ကတော့ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပရဲ့သိဆုံးမှုအများဆုံးပဋိပက္ခကိုအဆုံးသတ်ဖို့ဟာသူ့ရဲ့သမရတတ်တန်အတွင်းမှာမရနိုင်သေးတဲ့နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်တွေတဲကတစ်ခုဖြစ်တယ်လို့ထက်ခါတလဲလဲညင်ညူခဲ့ပါတယ်။အမေရိကန်သမရဟာဆိုရင်တော့ပူတင်နဲ့ယူကရိန်းသမရဗလိုဒီမန်ဇယ်လန်စကီတို့ကိုတစ်ခါတလေမှအပြစ်တင်ဝေဖန်ခဲ့ပါတယ်။ပူတင်နဲ့ထရန့်ရဲ့အထူးတန်တမန်စတီဝတ်ကော့ဖ်၊သာမက်စ်ဂျာရက်ကူရှနာတို့မော်စကိုမှာတွေ့ဆုံမှုဟာသကောင်းကျော်အထိကိုကြာမြင့်ခဲ့ပါတယ်။ ဆွေးနွေးမှုအပြီးမှာတော့ပူတင်ရဲ့ထိတ်တန့်နိုင်ငံခြားရေးမူဝါဒအကြံပေးယူရီဥရှာကော့ဖ်ကသဘောတူညီမှုတွေမရသေးပါဘူး။လုံဆရာတွေအများကြီးကြံပါသေးတယ်လို့ပြောကြားခဲ့ပါတယ်။ဥရှာကော့ဖ်ကတော့ပူတင်ဟာအမေရိကန်ရဲ့အဆိုပြုချက်အချို့ကိုလက်မခံခဲ့ဘူးလို့ပြောခဲ့ပါတယ်။ဘောကော့ဖ်ကတော့ဆွေးနွေးမှုအပြီးအင်ဖီရောကိုအစည်းအဝေးခန်းစာတင်ဖို့မော်စကိုမှာရှိတဲ့အမေရိကန်တန်ယုံကိုတွားရောက်ခဲ့တယ်လို့ဥရှာကော့ဖ်ကပြောကြားခဲ့ပါတယ်။ရုရှားရာရှိတွေရဲ့အမေရိကန်သံတမန်စတီဗ်ဝါကော့ဖ်နဲ့ ဒါရိုက်ကူရှနာတို့ပြေဆုံးဆွေးနွေးမှုအပြီးတောက်တက်ချက်တွေကိုကြားသိရပြီဖြစ်ပေမဲ့အမေရိကန်နဲ့ယူကရိန်းဘက်ကမှတ်ချက်တစ်စုံတရာမှမရရှိသေးတာလည်းဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးသွားခဲ့တာကတော့ပူတင်နဲ့ထရန့်ကိုဆယ်လေးတွေ၅နိုင်အကြာဆွေးနွေးပြီးတဲ့နောက်ယူကရိန်းနဲ့ပတ်သက်ပြီးသဘောတူညီမှုမရခဲ့ကြအောင်ရုရှားပြောရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါရယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ